မင်ဘယ်ဘက်လက်ကိုအဆုံးထိထိုးပြပြီးသွားပြီဆိုတော့အခုညာဘက်ဂျိုင်းကနေပြီးတော့ညာဘက်လက်ဆမယ်ပေါ့နော်ဆတော့ဒီဘယ်ဘက်မှာထိုးခဲ့သလိုမျိုးပဲအလားဘက်ကနေဆထိုးပါမယ်အလားဘက်ကဆထိုးရင်ဒါကဟိုဘက်မှာပြောခဲ့သလိုမျိုးဂျိုင်းအောင်မမင်းတို့ဒီလိုခွင်းပုံစံလေးဆက်ခဲ့တာလေးရှိရနော်အဲ့ဒီခွင်းလေးတွေဒီမှာ၃ခွင်း၄ခွင်း၅ခွင်းရှိမယ်အဲ့ဒီခွင်းလေးနေရာပဲဆပါမယ်သူကြတော့ဒီဘက်ဒီဘက်အဆုံဆုံးခွင်းပေါ့နော်ဒီဘက်ခွင်းကနေဆပါမယ် စတော့ကြတော့ဒီကနေမင်း9တန်း6တန်းလောက်ဒီထိုးပြမယ်ပေါ့เนาะအဲ့ဒါပြီးလို့ရှိရင်တော့သူကဘယ်နဲ့ညာနဲ့ကလက်ကအတူတူပဲထိုးလို့ရပါပြီခြေပိုင်းနေပြန်ကြည့်ပေးပေါ့เนาะအဲ့တော့ဒီမှာ9ကွင်းဒီခြေကွင်းလေး9ကွင်းမြောက်ဒီစုံတဲ့နေရာပေါ့เนาะ9ကွင်းရဲ့အစွန်ဆုံးအဲ့ဒီအစွန်ဆုံးနေရာမှာခြေကိုချက်ယူလိုက်ပါမယ်ဒါညာဘက်ဂျိုင်းအောက်ကနေစပါပြီเนาะ ်ပြင်တိုင်းရှိတိုင်းသာချိန်သုံးခုထိုးပါမယ်ထိုးပြီးလို့ရှိရင်ဒီဘက်ကဒီမှဒီတိုင်းရှိအကွက်နေရာလေးအဲ့နေရာလေးမှာနောက်ထပ်တိုင်းရှိနှစ်တိုင်း ထိုးပါမယ်ပြီးလို့ရှိရင်ချိန်နှက်ခုချိန်နှက်ခုလာပြီးတော့ဒီမှာနောက်တစ်ကွက်လေးရှိသေးရယ်เนาะအဲ့ဒီအကွက်လေးထဲမှာလည်းတိုင်ရှည်တတိုင်ထိုးမယ်တတိုင်ထိုးပြီးလို့ရှိရင်တော့မင်းတို့ကဒီမှာဒီလိုတိုင်ပုံစံလေးလာရယ်ပေါ့เนาะအဲ့ဒါအောင်မှာဒီကြံတဲ့နှစ်တိုင်ရဲ့ထိပ်မှာတစ်ပေါက်တတိုင်ထိုးလိုက်ပါမယ်အဲ့တော့သူကဟိုးတတိုင်နဲ့ဇတိုင်ဆိုရင်ဒါသုံးတိုင်ပုံစံလေးဖြစ်သွားရယ်ပေါ့เนาะဒီနားကတော့ကျဲတဲ့လိုလေးဖြစ်နေပြီမယ်ဒါပြီးရင်သူကလည်းသူလှသွားလိမ့်မယ်ပြီးရင်တော့ချိန်နှက်ခုလား ငါမင်းမင်းတို့ဒီမှာဆုချွတ်တက်ဟာလေးရှိရဲ့အေးပုံစံလေးသူ့ရဲ့ထိတ်မှကြတော့တိုင်းရှိကတတိုင်းပဲလာမဲ့ချိန်နဲ့ကိုဒါကညာပဲလေရိုဝန်စပါပြီဝင်ကျန်တဲ့ဟာကတော့ကျန်တဲ့ဟာကတော့ဒီမှာ3တိုင်း3တိုင်းပေါ်မှာက3တိုင်းပဲထိုးမယ်တတိုင်း2တိုင်း၃တိုင်းပြီးအောက်မှာချိန်နှက်ခုဆိုဒီပုံမှာလည်းချိန်နှက်ခုချာဒီဘက်မှာဆိုလို့ရှိရင်လည်း၃တိုင်းပုံမှာက၃တိုင်းပဲထိုးမယ် 3နိုင် chain နှစ်ခုအဲ3နိုင်3နိုင်ဆိုလို့ရှိရင်3နိုင်ပက်လဲထိုးပြီးပေါ့နော် row 1ပြီးတော့ကြာဒီ switch လေး A ပုံစံ switch လေးရဲ့အပေါ်မှာကြာတော့လေသူက chain ကတော့နှစ်ခုပဲဒီ switch လေးပေါ်မှာကတိုင်းရှိတစ်တိုင်းပဲထိုးမယ်ကျန်တဲ့ဟာ chain နှစ်ခုနဲ့3နိုင်လေးဒီလိုမျိုး switch လေးပေါ်ရောင်းရင်တိုင်းရှိတစ်တိုင်းထိုးအဲ့ဒါကိုပက်လဲထိုးပြီးနော်ဒီ event နောက်ရောက်ရင်တစ်ချက်ပြင်ပြပါမယ်အခုမင်းပက်လဲထိုးလိုက်နေတဲ့ဒီမှာဒီ chain ဒီ queen လေးတွေနာကိုရောက်လာပြီပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းဒီမှာနှစ်ချိန်နှစ်ခုနဲ့ဆွချွတ်တဲ့အေးပုံစံလေးပေါ့မှာကတိုင်ရှိတဲ့တိုင်းပြီးရင်ချိန်နှစ်ခုလာလာပြီးလို့ရှိရင်မင်းတို့ဒီဘက်မှာဆိုလို့ရှိရင်လည်းဒါကဒီမှာပထမ queen လေးပထမ queen နေရာလေးရောက်တော့မယ်ပေါ့နော်အဲ့မြေရောက်ခင်ဒီတိုင်လေးတွေနေရာမှာဆိုလို့ရှိရင်ပထမနှစ်တိုင်ပေါ်မှာကတဘာကိုတတိုင်ထိုးပြီးချိန်နှစ်ခုပါရဲ့နော်ရှေ့မှာတဘာကိုတတိုင်ရဲ့ပြီးတော့ကျတော့ဒီ queen လေး အဲဒီတွင်လေးနဲ့ဒါနဲ့ပေါ့နော်ဒီအတွင်းဆုံးတိုင်ဒီတိုင်နဲ့ဒီတွင်လေးနဲ့စုံလိုက်နေဒီမှာဆိုနည်းနည်းကျကျလေးဖြစ်နေပြီအောက်ကခြေတွေပါယူပြီးတော့ဒီစုံတဲ့ခြေလေးတွေပါယူပြီးတော့အဲ့မှာကတိုင်ခြေတစ်တိုင်ထိုးလိုက်မယ်ဒီမှာဆိုလို့ရှိရင်တိုင်ခြေ၃နိုင်ဖြစ်သွားပြီ၃နိုင်ပြီးရင်ချိန်နှစ်ခုချိန်နှစ်ခုလာပြီးတော့ပထမအကွင်း ဂျိုင်းအောက်ကဒီပထမခွင်းထဲမှာကတိုင်းရှည်တစ်တိုင်းဒုတိယခွင်းထဲမှာကျတော့တိုင်းရှည်နှစ်တိုင်းဘာချင်းမှမချအောင်เนาะ၃နိုင်စတိုက်ပုံစံမျိုးဖြစ်အောင်လို့ပြီးရင်ချိန်နှစ်ခုလာမယ်နောက်ထပ်ဒီမှာတတိယခွင်းရောက်လာရင်တတိယခွင်းထဲမှာလည်းတိုင်းရှည်ကတစ်တိုင်းလာမယ်အဲဒီသူ့ဘေးရပေါ့နော်၄ခုမြောက်ခွင်းထဲမှာကြတော့တိုင်ရှိတပေါက်ထဲမှာပဲနှစ်တိုင်လာမယ်ပြီးရင်တော့ချိန်နဲ့ခိုးဆက်ထိုးမယ် ဖက်ထုတ်ပြီးလို့ရှိရင်တော့မင်းတို့ဒီနောက်ဆုံးကွင်းထဲမှာဘာမှမပါသလိုမျိုးဖြစ်သွားမှာပေါ့နော်။စုံတဲ့နေရာနေဆရာတော့ဒီမှာချင်းနှစ်ခုပြီးလို့ရှိရင်တစ်ပေါက်နှစ်ပေါက်သုံးပေါက်မြောက်နေရာမှာချက်ကော်လေးနဲ့သုံးပေါက်မြောက်နေရာမှာချက်ကော်လေးနဲ့ဆက်လိုက်ပါမယ်။ဒါကရိုးဝမ်ပြီးပါပြီ။ ခုညာဘက်လက်ရရိုးတူးတက်မယ်ဆိုလို့ရှင်မင်းတို့ကချင်းတုံးကိုတိုင်ရှိတိုင်းစာထိုးမယ်ထိုးပြီးလို့ရှင်ဒီဘက်တိုင်ရှိတွေပါလေတပေါက်ကိုတတိုင်ထိုးမယ်ဒါကရိုးတူးစားပါပြီရိုးတူးကရိုးဝမ်းနဲ့အတူတူပဲเนาะဒါဟုတ်ပဲနောက်တစ်ကြော်ပြန်ထိုးတာဆိုတော့မင်းဒီမှာအကျံပြည့်မင်းပြောလိုက်ပါမယ်ချင်းနှစ်ခုချရင်ချင်းနှစ်ခုအောက်မှာ၃နိုင်စတိုက်ရှိရင်ရိုးတူးမှာလည်း၃နိုင်ထိုးမယ်ချင်းနှစ်ခုအောက်မှာတတိုင်ရှိရင်ရိုးတူးမှာလည်းတတိုင်ပဲ အဲ့တော့ဒီပထမတန်းလိုမျိုးပဲအဲတတိုင်းပုံမှာတတိုင်းသုံးတိုင်းပုံမှာသုံးတိုင်းအဲ့တိုင်းပက်လဲထိုးပါဒီဂျိုင်းနေရာမှာဆိုလို့ရှိရင်လည်းပဲဒီလိုမျိုးပက်လဲထိုးလာရပါတော့ဒီမှာဆိုတတိုင်းဒီမှာဆိုသုံးတိုင်းအဲဒါဆိုလို့ချိန်တစ်ခုသုံးတိုင်းချိန်တစ်ခုသုံးတိုင်းချိန်တစ်ခုလည်းဒီမှာရှက်ကော်လေးနဲ့လာဆက်ပါမယ်ဒါကနှစ်တန်းမြောက်ကျန်ညာပက်လဲရရိုးထူးပါရိုးထူးကိုပက်လက်ထိုးရဲဒီမှာဆိုလို့ရှိရင်၃နိုင်ချိန်နှုတ်ခုပြီးလို့ရှိရင်ဒီဘက်က၃မြောက်ချိန်ပေါက်မှာရှက်ကောနဲ့သွားဆက်လိုက်မယ်ဒါနှစ်တန်းမြောက်ပြီးပါပြီ ရိုထရီဆမယ်ဆိုလို့ရှိရင်တိုင်းချီတိုင်းသာချိန်သုံးခုလာမယ်ကျန်တဲ့နှစ်တိုင်းကိုတိုင်းရော့ဆွချွမှာဆိုတော့နှစ်ကွင်းတစ်ခါပဲတည်ရည်ရည်ချီချဲယူနှစ်ကွင်းတစ်ခါပဲဆွချွမယ်ဒါကရိုထရီဆပါပြီပြီးရင်ချိန်နှစ်ခုချိန်နှစ်ခုပြီးတော့ဒီတိုင်းလေးရဲ့ဒီကက်ရဲ့ပေါ့နော်ဒီနားမှာဆိုလို့ရှိရင်လည်းသုံးတိုင်းကိုတစ်ခါတည်းဆွချွမယ်ဆိုတော့တစ်ခါပြောနောက်နောက်ထပ်တိုင်းချီချဲယူတစ်ခါပြောနောက်ထပ်တိုင်းချီချဲယူတစ်ခါပြောဒီမှာသုံးတိုင်းတစ်ခါတည်းဆွချွပါမယ်ပြီးရင်ချိန်နှစ်ခုလား ဒီတတိုင်ရဲ့ထိမှကြာမင်းထိုးနေကြအတိုင်အပွင့်လေးထိုးမှာဆိုအပွင့်ပက်တန်လေးဆိုတော့တိုင်းရှည်နှစ်တိုင်းချိန်နှက်ခိုးအဲ့ဒီအပေါက်မှာပဲနောက်ထပ်တိုင်းရှည်တတိုင်းချိန်နှက်ခိုးအဲ့ဒီအပေါက်မှာပဲတိုင်းရှည်နှစ်တိုင်းထိုးမယ်ပြီးရင်တော့ဒါတပွင့်စာရသွားပြီအဲ့မှာချိန်နှက်ခူလာလာပြီးလို့ရှိရင်အပွင့်လေးရဲ့ကက်ရက်မှာသုံးနိုင်ကိုဆွတ်ချွတ်မှာဆိုတော့တခါပြုံးနောက်ထပ်တိုင်းတခါပြုံးနောက်ထပ်တိုင်းတခါပြုံးသုံးနိုင်လုံးကိုဆွတ်ချွတ်ပြီးရင်ချိန်နှက်ခူး အဲဒီ၃နိုင်စုချွေရဲ့ကဲ့ရဲ့နှစ်တိုင်ကိုလည်းစုချုံပါဆိုတော့ဒီဘက်မှာဆိုလို့ရှိရင်ပထမနှစ်တိုင်ကိုစုပြီးတော့ချုံမယ်နောက်တစ်တိုင်ကိုတော့တစ်ပေါက်တစ်တိုင်ပဲထိုးမယ်ပြီးတော့ချိန်နှစ်ခုလာပါတယ်လာပြီးလို့ရှိရင်ဒီဘက်၃နိုင်မှာဆိုလို့ရှိရင်တော့၃နိုင်ပေါ်မှာ၃နိုင်ပဲထိုးပါတယ်ဒါကဘယ်ဘက်ကောညဘက်ကောမှအတူတူပဲတော့မင်းပြန်တော့ထိုးပြတာပြီးလို့ရှိရင်တော့ချိန်နှစ်ခုအဲ၃တန်းမြောက်မှာဆိုလို့ရှိရင်၃နိုင်အတဲကဒီအလဲတစ်ခုပဲပါမယ်ဂျန်တဲ့ဟာတွေက၂တိုင်ရောမယ်၃နိုင်ရောမယ်အဲ့လိုမျိုးတွေလာမယ်နော် ဒီမှာ၃နိုင်အတက်ပြီးလို့ရှိရင်နောက်တစ်ခုကျတော့ပထမအတိုင်းပေါ်မှာကတတိုင်းကျန်တဲ့နှစ်တိုင်းကိုတိုင်ရော့စုပြီးတော့ချွတ်မယ်ဒါကညာဘက်လည်းရိုး3ပါနော်မမဆိုလို့ပြီးရင်ချိန်နှစ်ခုလား၃နိုင်လုံးကိုတစ်ခါလဲစုချွတ်မယ်နေရာရောက်ပြီဆိုတော့တစ်ခါနှစ်ခါတုံးကပြီးတော့အကုန်စုချွတ်ချိန်နှခုလာမယ်ဒီတတိုင်းရဲ့ထည့်ရောက်ပြီဆိုလို့ရှင်မင်းတို့ကထိုးနေကြအတိုင်းအပွင့်ပက်တန်လေးလာမှာဆိုတော့တိုင်းရေနှစ်တိုင်း ချိန်နှက်ကိုအဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်တစ်တိုင်ချိန်နှက်ကိုအဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်နှစ်တိုင်နှစ်တိုင်ပြီးလို့ရှိရင်တော့နောက်ထပ်ချိန်နှက်ခုလာမယ်ဒီအပွင့်လေးရက်ပြီးကက်ရက်၃တိုင်ကိုဆွတ်ချွာမှာဆိုတော့တစ်ခါနှစ်ခါ၃ခါဆွတ်ချွမယ်ပြီးရင်ချိန်နှက်ခုသူနဲ့ဒီဘက်အတွင်းဘက်နှစ်တိုင်ကိုဆွတ်ချွမယ် ကျန်တဲ့တတိုင်းကတတိုင်းပဲထိုးမယ်ပြင်တော့ချိန်နှစ်ခုလာအဲ့တိုင်းပဲပတ်လဲထိုးပြီနော်အဲ့တော့မင်းပြောသလိုမျိုးအပွင့်လေးရေ၃တိုင်းစုချွ၂တိုင်းစုချွဒါတည်းရဲ့အလယ်မှာ၃တိုင်းပေါ်မှာ၃တိုင်းအတဲရှိတာတနည်းအားသာပဲရှိပါမယ်ဒါက row 3ပတ်လဲထိုးပြီပါနော်ဟိုဘက်လက်တစ်ဖက်လဲထိုးပြီဆိုတော့ထိုးတတ်မယ်လို့ထင်ပါတယ်သုံးနှင်းမြက်ကိုအခုပက်လဲထူလိုက်ဒီသုံးနှိုင်းနေရာမှာဆိုလို့ရှိရင်အတဲသုံးနှိုင်းဖြစ်ရမယ်ပေါ့နော်မင်းတို့ဒီအတန်းကြီးတာမှန်ခဲ့မယ်ဆိုလို့ရှိရင် ဒါကဒီမှာဆိုလို့ရှိရင်တပေါက်တစ်တိုင်း၃နိုင်ထူလိုက်မယ်ပြီးရင်ချိန်နှစ်ခုနဲ့လာပြီးတော့ဒီဘက်ဒီနှစ်တာအဲ၁နှစ်၃ပေါက်မြောက်ချိန်ပေါ့နော်အဲ့ချိန်မှာရှက်ကုန်နဲ့ဆက်လိုက်မယ်ဒါက road trip ပြီးပါပြီလေးတဲ့မြောက်တက်မယ်ဆိုလို့ရှိရင်လည်းတိုင်းရှင်တိုင်းစာချိန်သုံးခုလာမယ်ပြီးရင်ဘေးကဒီစုချွတ်လေးပေါ်မှာကတိုင်းရှင်တိုင်းဒါကလေးတဲ့မြောက်ဆပါပြီနော်ပြီးရင်တော့ချိန်ကတစ်ခုပဲလာမယ်၃နိုင်စုချွတ်တဲ့ပေါ်မှာတိုင်းရှင်လေးတိုင်းထိုးမယ်ချိန်တစ်ခုပဲနော် အော်ဘက်မှာလည်းတခုဒီဘက်မှာလည်းတခုပေါ့ချင်းတခုပြီးလို့ရှိရင်တော့မင်းတို့ဒီအပွင့်လေးကတော့ခါကိုယ်တည်းဒီမှာထိုးသလိုမျိုးပဲအစွန်ဆုံးတိုင်မှာပွားမှာဆိုတော့တပောက်ထဲမှာကနှစ်တိုင်ထိုးမယ်ပြီးလို့ရှိရင်ကြံတဲ့အတွင်းတိုင်ပေါ်မှာကတစ်တိုင်ချင်းနှစ်ခုလာမယ်အလဲတစ်တိုင်ပေါ်မှာကတော့တစ်တိုင်ပဲထိုးမယ်ဒါက၄တန်းမြောက်စပါရင်တော့ပြီးရင်ချင်းနှစ်ခု ။မပွင့်လေးရဲ့ဒီဘက်ကနှစ်တိုင်ကိုလည်းသုံးနိုင်ပွားမှာဆိုတော့အတွင်းတိုင်ပေါ်မှာကတစ်တိုင်အပြင်မဲ့တိုင်ပေါ်မှာကတစ်ပေါက်ထဲမှာနှစ်တိုင်ထိုးမယ်။နှစ်တိုင်ထိုးပြီးရင်တော့မင်းတို့ကချင်းကတစ်ခုပဲလာမယ်။ဒီသုံးနိုင်ဆွချွတ်တဲ့ပေါ်မှာတိုင်ရှည်လေးတစ်တိုင်ကတူဘေးမှာချင်းကတစ်ခုပဲလာမယ်ချင်းတစ်ခုကတော့ဒီတဏီရရဲပါပါเนาะကျန်တဲ့ဟာကတော့ဒီမှာဆုချွတ်လေးပေါ်မှာကတိုင်းရှိတဲ့တိုင်းဘေးကတိုင်းပေါ်မှာကတိုင်းရှိလေးတဲ့တိုင်းအဲ့တော့နှစ်တိုင်းရှိမယ်ပြီးရင်တော့ချင်းနှစ်ခု ချင်းတစ်ခုလာပြီးလို့ရှိရင်၃နိုင်ပုံမှာကြတော့တစ်ပေါက်တစ်တိုင်နဲ့၃နိုင်ပဲလာမယ်ဒါက၄နည်းတော့ထိုးနေရပါ၃နိုင်ပြီလို့ရှိရင်ချင်းက2ခု2ခုဆိုတော့ဒီဘက်မှာဆိုလို့ရှိရင်၃နိုင်ပြီးရင်2တိုင်လာမှာဆိုတော့ပထမတိုင်ပေါ်မှာကတတိုင်ဒီတိုင်ရော်လေးထုခဲ့တဲ့ပုံမှာကတတိုင်ပြီးရင်တော့ဒီအပွင့်နာလေးကိုပြန်ရောက်လာပြန်ပြီအဲနောက်မှာဆိုလို့ရှိရင်လည်းမင်းတို့ထုနေကြတိုင်ချင်းတစ်ခုလာမယ်၃နိုင်စုချုပ်ပေါ်မှာတိုင်ချီတတိုင်လာမယ်ချင်းနောက်ထပ်တစ်ခုပဲလာမယ်ပြီးရင်တော့အပွင့်လေးကိုပွားမယ်ပွားမယ်ဆိုတော့ပထမတိုင်ပေါ်မှာကတပေါက်ကို နှစ်တိုင်ထိုးမယ်အတင်းတိုင်ပေါ်မှာကဒတိုင်ပဲထိုးမယ်ပြီးတော့ချိန်နှစ်ခုနဲ့အလဲကဒတိုင်ပေါ်မှာကဒတိုင်ထိုးမယ်နောက်ထပ်ချိန်နှစ်ခုလာမယ်ဒီမဲ့နှစ်တိုင်ဆိုလို့ရှိရင်လည်းပထမအတွင်းတိုင်ပေါ်မှာကဒတိုင်အပြင်မဲ့တိုင်ပေါ်မှာကတပောက်ကိုနှစ်တိုင်ထိုးမယ်ပြီးတော့ချိန်တစ်ခုတိုင်ရှည်တိုင်ချိန်တစ်ခုကျန်တဲ့ဒီဘက်မှာတော့တိုင်ရှည်ကနှစ်တိုင်ဖြစ်မယ် ချိန်ကကျန်တဲ့ဟာရဆိုလို့ရှိရင်တော့ချိန်ကနှစ်ခုပဲဒီအပွင့်လေးရဲ့ဘီကတတိုင်းရဲ့ဟိုဘက်ဒီဘက်ဒီမှာတော့ချိန်ကတစ်ခုစီပဲရှိမယ်။ဒါက၄တန်းမြောက်ပတ်လည်ထိုးပေးပါတော့မင်းအများကြီးတော့ထိုးမပြတော့ဗီဒီယိုကအရင်ရှင်နေလို့ပါ။